မြန်မာနိုင်ငံသားတွေခံစားနေရတဲ့ဒုက္ခကိုနိုင်ငံတကာကသိအောင်လုပ်ပေးခဲ့တဲ့ဘလွန်သမားလေးမိထက်လူပြည်သူများလုံးမင်္ဂလာပါရှင်ဆက်လက် insider page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် အခုလရှိချိန်မှာမြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခနဲ့အတူပြီးခဲ့တဲ့9နှစ်အတွင်းမြန်မာနိုင်ငံမှာဘာတွေဖြစ်နေခဲ့သလဲဆိုတာကိုကဘာကသိအောင်ဖွင့်ချခဲ့သူကတော့အမျိုးသမီးလက်ရွေးစင်ဘောလုံးသမားလေးမေထက်လူဖြစ်ပါတယ်။မေထက်လူဆိုတာကတော့အမေရိကန်နိုင်ငံမှာပညာသင်ကြားနေတဲ့မိန်းကလေးဖြစ်ပြီးတော့မြန်မာလက်ရွေးစင်ဘောလုံးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ဒါ့အပြင်မေထက်လူကအမေရိကန်နိုင်ငံကဆီမီပရိုဘောလုံးအသင်းတစ်ခုမှာကစားနေတဲ့ professional အမျိုးသမီးဘောလုံးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ မေတ္တလူကဘောလုံးကစားတာကောင်းတယ်လို့ချစ်စရာကောင်းတဲ့သူမရဲ့ပုံစံလေးကြောင့်ရောနိုင်ငံသားအထိဘောလုံးကစားနေတဲ့သူမလို့လိမ့်ပြိသက်တွေကြမှာရေပန်းစားနေတဲ့သူဖြစ်ပါတယ်။အခုခါမှာတော့ပြိသက်ချစ်တော်ဘောလုံးသမားလေးမေတ္တလူကမြမပြည်သူတွေခံစားနေရတဲ့ငလင်ဘေးတံနဲ့တခြားသောဒုက္ခမျိုးစုံကိုနိုင်ငံတကာကသိအောင်ပြောပြခဲ့တာဖြစ်ပါတယ်။ မေတ္တလူကအခုလက်ရှိခံစားနေရတဲ့မြင်းကလေးနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံဟာတမိုင်းတက်လျှောက်အဆိုးဆုံးနဲ့အင်အားအပြင်းဆုံးဖြစ်တဲ့အင်အားမဂနီကျူခွန်တတမကွန်ရစ်စတာစကေးအဆင့်ရှိတဲ့မြင်းကလေးကြီးတစ်ခုလှုပ်ခတ်တာကိုခံစားနေရကြောင်းအဆိုပါငလင်ကြောင့်လူပေါင်း၄၀၀နီးပါးအသက်ဆုံးရှုံးခဲ့ရတယ်လို့9000ကျော်လောက်ထိခိုက်ဒဏ်ရာရခဲ့ရကြောင်းဒါအပြင်အဆောက်အဦတွေအလုံးနီးပါးပြိုကျပျက်စီးသွားခဲ့ရတဲ့အခြေအနေစတဲ့မြန်မာပြည်သူတွေခံစားနေရတဲ့ထိခိုက်ဒဏ်ရာအခြေအနေတွေကိုမေ ေတန်လူကနိုင်ငံတကာကလူတွေသိအောင်ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒါအပြင်မြမလက်ရွေးစင်ဘောလုံးသမားမေထက်လူကမြမပြည်သူတွေပြီးခဲ့တဲ့9နှစ်အတွင်းမှာကိုဗစ်ရောဂါနိုင်ငံရေးအခြေအနေစီးရေးအခြေအနေစီးပွားရေးကျဆင်းမှုတွေရေကြီးရေလျှံမှုဖြစ်စဉ်တွေနဲ့အတူမြမနိုင်ငံကပြည်သူတွေကအခြေအနေတရက်ထက်တရက်ပိုမိုဆိုးဝါးလာကြောင်းမေထက်လူကပြောပြခဲ့ရပဲဖြစ်ပါတယ်။ဒါအပြင်မကြခင်မှာမြမနိုင်ငံသားတွေဟာဆိုရင်ဆိုင်ကလုံးမုန်တိုင်းတန်းခံနိုင်တဲ့အခြေအနေကိုလည်းမေထက်လူကထုတ်ဖော်ပြောဆိုခဲ့ရဖြစ်ပါတယ်။မေထက်လူကမြမနိုင်ငံသားတွေဟာဒီလိုမျိုးသဘာဝဘေးအန္တရာယ်နဲ့ ဲ့နိုင်ငံရေးစီးပွားရေးဒုက္ခမျိုးစုံကိုခံစားနေရပေမယ့်မြန်မာနိုင်ငံကပြည်သူတွေဟာကမ္ဘာကြီးကလူတွေရဲ့အာယုံဆိုင်မှုမီဒီယာတွေရဲ့အာယုံဆိုင်မှုမရဘူးဖြစ်နေရလို့မေထလူကထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်လည်းမေထလူကကမ္ဘာပေါ်ကလူတွေအနေနဲ့ဒုက္ခခံစားနေရတဲ့မြန်မာနိုင်ငံသားတွေကိုပြစ်မှတ်ထားကြဖို့တနိုင်သမျှကူညီလှူဒန်းပေးကြဖို့တောင်းဆိုပေးခဲ့တာပဲဖြစ်ပါတယ်။ မေတ္တလူကဒီလိုမျိုးစပီကောက်လုပ်ပေးတဲ့အတွက်လည်းမြန်မာပြည်သက်တွေကတော့ချီးကျူးနေကြတာပါမေတ္တလူပြောခဲ့သလိုပါပဲပြီးခဲ့တဲ့9နှစ်တာလုံးမှာမြန်မာနိုင်ငံကဒုက္ခမျိုးစုံကြားရောက်ပြီးတော့ပြည်သူတွေကလည်းအဆိုးဆုံးအခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ် အထူးသဖြင့်တော့မြန်မာနိုင်ငံသားတွေဟာ COVID-19 မှာလူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရသလိုမိုးခါမုန်တိုင်းနဲ့ဒီကနေ့နေ့ကမုန်တိုင်းကြောင့်လည်းရေကြီးရေလျှံမှုတွေကိုခံစားခဲ့ရပါတယ်။ဒါအပြင်စစ်ပွဲတွေကြောင့်အိုးအိမ်ဆွန့်ခွာထွက်ပြေးရမှုတွေ၊ကုန်စည်နှုန်းကြီးမြင့်တဲ့ဒဏ်တွေကိုလည်းအလူလဲခံစားနေရပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံသားတွေဟာကမ္ဘာပေါ်မှာလောကဒဏ်ရဲ့ချက်ကိုအခမ်းအနားဆုံးနိုင်ငံသားတွေလို့လည်းဆိုနိုင်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံသားတွေခံစားနေရတဲ့ဒုက္ခကို ကဘာကတည်အောင်လုပ်ပေးခဲ့တဲ့မေထလူအပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသားခဲ့ကြပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။